ထူးဆန်းတာက6နံပါတ်အခန်းရဲ့ပိုင်ရှင်ရွှေစင်ကအခုသူ့ရဲ့ရှေ့မှာထိုင်နေပါ ರಿ မုတ်စီမွေးတဲ့လူကပတ်စပို့တူလုပ်ပေးတဲ့သူဖြစ်နေတာကိုသိလိုက်ရပါ ರಿ ရွှေစင်ပိုက်ဆံတွေကိုပေးလိုက်ပြီးတော့တရားတိတိအပိုပေးလိုက်ပါသည်နောက်တစ်ဖက်မှာတော့အစိမ်းရောင်အင်ကြီးဝိအမျိုးသားနှစ်ယောက်ထွက်သွားပြီးတဲ့နောက်မှာကမာလီရဲ့အိမ်ထဲကိုမိခွေရောင်အင်ကြီးဝိထားတဲ့အမျိုးသားတစ်ယောက်ရောက်လာပြန်ခဲ့ပါ ರಿ ဒီလူကတကယ်တော့မုတ်စိမ်မွေးတဲ့လူရဲ့ဂုံသွဲဘက်ဖြစ်ပြီးတော့ပိုက်ဆံတွေကိုလာယူတာပဲဖြစ်ပါ ರಿ ဒီလူကအိမ်ထဲဝင်ပြီးတာနဲ့အိမ်သားကိုတမ်းပြီးသွားခဲ့ပါ ರಿ ဒါပေမဲ့အိန္ဒာကရေဆွဲလို့မရပါဘူး။သူကအိန္ဒာကိုပြင်ဖို့ဆုံးဖြတ်လိုက်ပြီးမဲ့မတော်ဆပဲပိုက်ဆံတွေကိုတွေ့သွားခဲ့ပါရင်ဒါပေမဲ့သူပိုက်ဆံတွေကိုမယူရသေးခင်မှာပဲရွှေစင်ပြန်ရောက်လာခဲ့တာပါ။အမျိုးသားကအိန္ဒာကိုအရင်တန်းအမြန်ပြန်ထားလိုက်ပြီးတော့ဗီဒီယိုထဲမှာပုံနေလိုက်ပါရင်ရွှေစင်ကရီခေါက်တော့သူ့အိန္ဒာကအလောင်းနှလောင်းကိုထည့်ဖို့အတွက်တောင်းကြီးတစ်လုံးကိုယူလာခဲ့တာပါ။ဒါမဲ့သူလောင်းနေကိုရွှေပြောင်းနေရမှာမတော်ဆလက်မောင်းမော်ကိုသွေးစားတစ်ဆက်ဆွန်းထင်းသွားခဲ့ပါရင်အဲဒါကြောင့်မဲ့သူအိမ်သာကိုသွားပြတော့လက်စည်းကြိုးတဲ့အခါမှာ အိမ်သားတွေက secret အစာကိုမတော်ဆပဲတွေ့သွားလိုက်ပါတယ်။ကောင်မလေးကချက်ချင်းပဲအိမ်ထဲမှာလူရှိနေတယ်ဆိုတာသိလိုက်ပါတယ်။သူမဒါတချောင်းကိုအမြန်ဆွဲယူပြီးတော့အိမ်ထဲကိုလိုက်ရှာပါတယ်။ဒီချိန်မှာတော့ဘီယိုတွေကအမျိုးသားကသူ့လက်ထဲကတနက်ကိုတဖြည်းဖြည်းချင်းမြှောက်ပြီးတော့ပြစ်ဖို့အစင်းနဲ့ပြင်ထားလိုက်ပါပြီ။ကောင်မလေးကဘီယိုတကားကိုဖွင့်ဖို့ပြင်လိုက်ချိန်မှာပဲအိမ်ကဘီလ်တန်ထပ်ပြီးလာပါတယ်။ကောင်မလေးကတကားဖွင့်လိုက်တော့ရဲတယောက်ကရောက်လာခဲ့ပါတယ်။သူကအမှုလိုက်စုံစမ်းနေပြီးတော့ကောင်မလေးအင်ရှီကလာတာဆောင်ကိုခဏသုံးညင်တယ်လို့ပြောလိုက်ပါတယ်။ ။ဒါပေမဲ့ကောင်မာလီရဲ့စိတ်ဆိုးရင်ပူပန်မှုကရဲရဲတန်တရားကိုချက်ချင်းဖြစ်ပေါ်စေခဲ့ပါရီ။ကောင်မာလီရဓာတ်ကိုသူ့ရဲ့နောက်မှာဖွက်ထားပေမဲ့ရေရတစ်ခုမှနေရဲဆိုတာရိပ်မိသွားခဲ့ပါရီ။နောက်ပြီးတော့ပုံးထဲမှာလည်းအလောင်းတစ်လောင်းရှိနေတာကိုတွေ့သွားခဲ့ပါရီ။ရွှေစင်ကကြောက်လန့်တကြားနဲ့လက်တစ်ဖက်ကိုမြှောက်လိုက်ပါရီ။အဲဒီအချိန်မှာတော့ရဲကအခန်းထဲကနောက်ထပ်လူတစ်ယောက်ရှိနေသေးတယ်ဆိုတာသဘောပေါက်သွားပြီးတော့တနက်ကင်ပြီးတော့ဗီဒီယိုကိုတန်းတန်းမတ်မတ်သွားခဲ့ပါရီ။ဗီဒီယိုတွေကမြို့သားလည်းအသင်ပြင်ထားပြီးသားပါ။ တနက်တန်နဲ့ငယ်ထွက်ပေါ်လာပြီးတော့နှစ်ယောက်လုံးတနက်ထိမှန်ပြီးတော့တည်ဆုံသွားကြပါပြီ။အဲဒီအချိန်မှာတော့ငှက်မွေးစာတွေကတခန်းလုံးပြန့်လွင်နေပါပြီ။ရွှေစင်းနေနဲ့ဘာလို့အမှန်မသိအောင်ဖြစ်နေခဲ့ပြီးတော့ပိုကြီးတဲ့ပုံကိုထပ်မံဝယ်ယူဖို့ပဲလုပ်ရပါတော့တယ်။ဒါမဲ့ခုနကအတန်ကအိနီနာချင်းတွေကိုဆက်စုကျင်စိဖြစ်ပေါ်စေခဲ့ပြီးတော့ရွှေချင်းရဲ့ပြတင်းမောင်နာမှာလာပြီးတော့ကုန်းကြည့်ကြပါရင်သူ့ကိုအံအားတင်သွားကြတာကတည်ဆုံသွားတဲ့ရေကသူ့ရဲ့ရည်စားဖြစ်နေတာပါပဲ။ ဒါမဲ့လေအင်းနီနာချင်းစုမြတ်ကတော့ရီစာဖြစ်သူကိုဖြစ်ဆိုးကြုံရတာကိုမတွေးမိဘဲနဲ့ရီစာကသူ့ကိုတစ္ဆာဖောက်ရဲတယ်ဆိုတာကိုပထမဆုံးတွေးမိပါတယ်။သူကဆိုပါပေါ်မှာအိပ်ပြီးတော့ဒေါ်သာထွက်နာကြီးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတငယ်ချင်းအချို့ကသူ့ကိုဒီလိုယောက်ျားမျိုးဆိုရင်ချက်ချင်းဖြတ်တောက်ပြစ်တင်တယ်လို့အကြံပေးကြပါရယ်။စုမြက်ကကြားလိုက်တာနဲ့ပြုံးပြီးတော့တကယ်ကိုကောင်းတဲ့အကြံပဲလို့တွေးလိုက်မိပါရယ်။ပိုးဖို့မယုံနိုင်စရာကောင်းတာကတစ်ဖက်မှာရွှေစင်အပြင်ထွက်လိုက်တာနဲ့တည်နေတဲ့ရဲကအထူးဆန်းစွာအသက်ပြန်ရှင်လာခဲ့ပါရယ်။ သူ့အိမ်ကိုအမြန်ပြန်ပြီးတော့သူ့ရဲ့ပျောက်ဆုံးမှုကြောင့်ရီစားဖြစ်သူဆုမြတ်ကိုရှင်းပြခဲ့ပါတယ်။ဆုမြတ်ကတော့သူ့တငယ်ချင်းပေးတဲ့နီလန်အတိုင်းပဲရီစားရဲ့ဟာတွေကိုချက်ချင်းကိုဖယ်ရှားပစ်လိုက်ပါတယ်။နောက်တစ်ဖက်မှာတော့ရွှေစင်ကသူ့ရဲ့တငယ်ချင်းအိမ်ကိုရောက်လာခဲ့ပါတယ်။ဝါချင်းောင်းနဲ့တူသွားဝယ်ဖို့စဉ်းစားထားခဲ့ပေမဲ့တငယ်ချင်းကစိတ်ထိခိုက်ပြီးတော့အစိတ်တောက်ထားတာကိုတွေ့လိုက်ရပါတယ်။ရွှေစင်ကတငယ်ချင်းကိုစိတ်ဝင်မြန်လိုက်ဖို့တော့ကံကောင်းစွာနဲ့အချိန်မီတွားလိုက်လို့ဘာမှမဖြစ်ခဲ့ပါဘူး။ဒါမဲ့လည်းစိတ်ထဲကြာနေတဲ့တငယ်ချင်းကရွှေစင်နဲ့တူအိမ်ပြန်လိုက်ဖို့ပူဆာနေခဲ့ပါတယ်။ တငယ်ချင်းရဲ့အကူအညီနဲ့တစ်တာကြီးနှလုံးကိုကားပေါ်အမြန်တင်လိုက်ပါတယ်။ဒါမဲ့တငယ်ချင်းကတော့တစ်တာကြီးတွေမှာဘာရီပါလဲဆိုတာမသိခဲ့ပါဘူး။တနားကြီးကြာမှတော့သူတို့နှစ်ယောက်ကပင်လယ်ကမ်းဆက်ကိုရောက်လာကြပြီးရွှေစင်ကတစ်တာတွေကိုပင်လယ်ထဲကိုတွန်းချဖို့ကြံရည်နေခဲ့တာပါ။အဲဒီချိန်ကြီးကတငယ်ချင်းကိုတန်တရားဝင်လာစီတာကြောင့်တစ်တာကြီးတွေမှာဘာရီပါလဲလို့မေးလိုက်ပါတယ်။ရွှေစင်ကလည်းတိုက်ရိုက်ပဲတစ်တာကိုဖွင့်ပြလိုက်ပါရင်တကယ်ရင်ကချက်ချင်းပဲကြောက်လန့်ကြဖြစ်သွားခဲ့ပါရင် အပြန်ခီးမှာတော့ရွှေစင်ကအကြောင်းစုံကိုအသေးစိတ်ပြောပြပြီးတော့သူမကြခင်ထွက်ပြေးတော့မယ်လို့လည်းပြောပြလိုက်ပါရင်တကယ်ချင်းကလည်းဘာမှမပြောဘူးလို့ရွှေစင်ကိုကတိပေးလိုက်ပါရင်ဒါပေမဲ့သူလုံးဝကိုမထင်မှတ်ထားတာကတော့သူတို့ထွက်သွားတာနဲ့အသားမဲမဲနဲ့လူတယောက်ကရေကနေပေါ်လာခဲ့ပါရင်အဲ့ဒီအညူရောင်ဝင်းတဲ့လူကလည်းအသက်ရှင်လာတာဖြစ်ပြီးတော့သူကသူ့ရဲ့ကောင်းဆောင်ကိုချက်ချင်းဖုံးဆက်ခေါ်ပြီးတော့အစင်းရောင်ကိုင်းကပေးထားတဲ့ကတိကိုဖောက်ဖျက်တယ်လို့ပြောလိုက်ပါရင်ဒါကြောင့်ကျတော့အညူရောင်ကိုင်းကအစင်းရောင်ကိုင်းစီကိုအပြေရှာဖို့ပြင်ဆင်လိုက်ကြပါတော့တယ် အဲ့ဒီချိန်မှာပဲရွှေစင်ကညာရင်းချင်းပတ်စပို့သွားယူခဲ့ပါတယ်။သူမမသိတာကစင်းရောင်ကိုင်းကဆရာဆရန်အတူတွေကိုလှုပ်ခဲ့တာပါ။အဲ့နေရာမှာဘသူမမရှိဘဲနဲ့စပွဲပေါ်မှာတော့သူ့ရဲ့လှုပ်ပြီးသားဆရာဆရန်တွေကိုပဲတွေ့ရှိရပါတယ်။ရုတ်တရက်ပဲတနက်တလက်ကသူ့ကိုချိန်ထားပါတယ်။အစင်းရောင်ကိုင်းကမုတ်စိတ်မွေးကရွှေစင်ကိုအညူအောင်ကိုင်းကလို့မှားပြီးတော့ထင်နေခဲ့တာကြောင့်သူ့လက်အောက်ငယ်သားတွေကိုဒီနေရာမှာစောင့်ခိုင်းထားတာဖြစ်ပါတယ်။ဒီချိန်မှာပဲရွှေစင်ရဲ့တငယ်ရင်းကဝင်လာခဲ့ပါတယ်။အဲ့လူကချက်ချင်းတနက်နဲ့ပြစ်လိုက်ပါတယ်။ ပြီးတော့ရွှေစင်ကိုငွေတွေသွားယူဖို့ကမောင်းခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရွှေစင်ရဲ့စိတ်ထဲမှာစိုးရိမ်မှုတွေပြည့်နှံ့နေခဲ့ပြီးတော့သူ့ရဲ့အစီအစဉ်တွေအားလုံးပျက်စီးသွားပြီလို့တွေးနေခဲ့လိုက်ပါတယ်။ဒါမဲ့လည်းသူလုံးဝမထင်မှတ်ထားတာကတော့ကားတွေကတခြင်းကအဲ့လူကိုစိတ်ထိခိုက်စေခဲ့ပါတယ်။သူကကားကိုပြီးမှရက်ခိုင်းခဲ့ပြီးတော့ငိုရင်လို့ဆိုပြီးတော့ပြောပါတယ်တကယ်တော့အဲ့ဒီလူကသူ့အမေကိုလွမ်းနေခဲ့တာပါအဲ့လိုအချိန်ဒီကိုမြင်တော့ရွှေစင်ကအခွင့်ကောင်းယူခဲ့ပြီးတော့အဲ့လူရဲ့လက်ထဲကတနက်ကိုလွတ်ယူခဲ့ပါတယ် အဲ့ဒီချိန်မှာတော့အစင်းအောင်ခိုင်းနဲ့အညူအောင်ခိုင်းကရွှေစင်းရဲ့အိမ်ကိုတပြိုင်နက်တည်းရောက်လာပြီးတော့တပတ်နဲ့တပတ်ကောင်းဆောင်ကိုတစားကန်ဖြစ်ဖန်စီလာကြပါတယ်။မုတ်စိန်မွေကရွှေစင်းပြန်လာတာနဲ့အမှန်တရားပေါ်လင်လာလိမ့်မယ်လို့ပြောလိုက်ကြကြောင်းနှစ်ဖက်လုံးကဒီတိုင်းရက်နေကြပါတယ်။ဒါပေမဲ့တနအိကြာသွားတာတောင်မှရွှေစင်းကပြန်မလာသေးပါဘူး။သူတို့ရဲ့လက်တွေကလည်းမောပန်းပြီးတော့ခြေထောက်တွေကလည်းထုံကျင်လာတာကြောင့်တပြိုင်နက်တည်းအပြန်အလှန်ပြစ်ခတ်ကြပါတော့တယ်။ရွှေစင်းပြောင်းလာတဲ့အခါမှာတော့အိမ်ထဲမှာအလောင်းကြီးပြည့်နေနေတာကိုတွေ့လိုက်ရပြန်ပါတယ်။ ဒီချင်းလေးကိုမထင်းချုံနိုင်တော့ကြောင်းရွှေစင်ကညရင်းညင်းပဲကားနဲ့ထွက်ပြေးခဲ့လိုက်ပါရီဒါမဲ့သူ့ရဲ့စိတ်ထဲမှာတော့မလုံမလဲဖြစ်နေခဲ့ပါရီဒီငွေတွေကလူသက်ပေါင်းများစွာကိုတည်ဆောင်လာတာဖြစ်လို့ဒီပိုက်ဆံတွေကိုတုံးဖို့ဘလောက်တောင်မှတတိရှိရမလဲလို့တွေးလိုက်မိပါရီသူကပိုက်ဆံတွေကိုမြစ်ထဲကုန်ပြစ်ချခဲ့လိုက်ပါရီမကြခင်မှာပဲအဲ့ဒီပိုက်ဆံတွေကိုတငါးတဲ့တယောက်ကငါဖိုင်းင်းနဲ့ပြန်ဆယ်ယူမိခဲ့ပါရီ